အမိုက်စာစစ်ဘက်3ယင်းစံနှမျိုးဒီတစ်ခါမှာတော့အသားမမဟုတ်တဲ့အမိုက်စာစစ်ဘက်3ယင်းတွေအကြောင်းကိုဝေမျှပေးသွားမှာပါဒီယင်းတွေကမမရှုပ်ရှင်တွေကလိုပါပဲတချို့ယင်းတွေကတော့ Iron Man ကိုတောင်စိန်ခေါ်နိုင်လောက်ပါတယ်ဒါပေမဲ့ဒီယင်းတွေအားလုံးကတော့အကြီးအကျယ်အောင်မြင်ခဲ့တာမျိုးမဟုတ်ပါဘူးတချို့ကတော့စမ်းသက်ဆဲအစ်စင်မာရင်ကြာရှုံးခဲ့ကြရတာပါဘာပဲဖြစ်ဖြစ်ဒီယင်းတွေပေါပေါလာတဲ့အကြောင်းရင်းကတော့စိတ်ဝင်စားစရာကောင်းလာပါတယ်အဲဒါကြောင့်အရှိကြီးနေရမ်းမချီနေတော့ပါဘူး ဘလို့ရင်တွေကဘလို့မျိုးအမိုက်စားအကြမ်းစားဖြစ်နေမလဲဆိုတာကိုပဲလိုက်ပါကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါတယ်။နံပါတ်7 Crusher Crusher ကတော့6တန်နီးပါးရှိတဲ့မြေပြင်တိုက်ခိုက်ရေးယာဉ်တစ်စီးပါ။ထူကြောင်မကတော့လူမပါဘဲမောင်းနေနိုင်ပါတယ်။ထူကြားတဲ့6ပြီးထက်တိဆောက်ပုံကလေးဘယ်နေရာကိုမဆိုသွားနိုင်စွမ်းရှိနေတာပါ။ဒေါ်ရဲလာတောင်ပေါ်လာလေးပေအမြင့်အတားအဆီးတွေလား Crusher ကကြော်ဖြတ်သွားမှာဖြစ်ပါတယ်။ နောက်ပြီးဒီကားကြီးကပေါင်8000လောက်ကိုတဲပြီးပေါပေါပပသွားနိုင်နေတာပါအကောင်းဆုံးပိုင်းကတော့တန်ရာထဲမှာ180ဒီဂရီလှည့်နိုင်တာပါပဲနောက်ပြီး crusher ကအော်တိုစနစ်နဲ့မောင်းနေလို့ရတယ်လို့ဗီဒီယိုဂိမ်းလိုမျိုးခလုံးနဲ့အဝေးကနေထိန်းချုပ်မောင်းနေလို့လည်းရနေတာပါအော်တိုစနစ်ဖွင့်ပြီးလှုပ်ပေးလိုက်ရင်တော့သူ့အတွက်အကောင်းဆုံးနဲ့အဆင်ပြေဆုံးလမ်းကြောင်းကိုသူပါတာရွေးပြီးမောင်းသွားလိမ့်မယ်လို့ဆိုထားပါတယ်ဒီရင်ကတော့စစ်သားတွေအတွက်အရန်အန်ဒရီများလို့နဲ့မရှင်မျိုးတွေအတွက်အသုံးပြုဖို့တိစောက်ထားတာပါ ရေတန်းကနေလမ်းနဲ့နဲ့ပြစ်ကူပေးတာဂင်းထောက်တာတိုက်ပွဲနယ်မြေထဲဝင်ပြီးဒဏ်ရာရစစ်သားတွေကိုကဲတင်ပေးတာမျိုးကိုခရက်ရှာကစွန်းစွန်းတမန်ဆောင်ရနိုင်ပါတယ်။လိုအပ်လာရင်ဆေးဘက်ဆိုင်ရာတည်ယူပို့ဆောင်ရေးရင်အနေနဲ့လည်းအထုံးပြုနိုင်သေးတာပါ။ဒီလိုကြမ်းနိုင်မှုခရက်ရှာကိုဒိုင်ဒနီယန်ပေါင်တွေတမန်နီပြားတွေနဲ့တိစောက်ထားပါတယ်။ hybrid engine တပ်ထားတာဖြစ်လို့လောင်စာနယ်ပဲမောင်းမောင်းဘက်ထရီနယ်ပဲလိမ့်လိမ့်အဆင်ပြေပါတယ်။အဲဒါကြောင့်ပဲမေရှင်ကိုလည်းပို့ပြီးကြကြပါဝင်နိုင်နေတာပါအင်ဂျင်ကတော့ valve wagon ကဒီဇယ်အင်ဂျင်တွေကိုတုံထားပါတယ် ဒီရင်ရဲ့ရှေ့ပိုင်းမှာတော့ပုံမှန် TV ထက်၄သားလောက်ပိုကောင်းတဲ့ရုပ်ထွက်ရနိုင်တဲ့ဒေတာသမ9မီဂါပစ်ဆယ်ရောင်းသောကင်မရာတစ်လုံးနဲ့တပ်ထားတာပါဒီအချက်အလက်တွေလွတ်ဖို့ဒုညဒေတာသမ6နဲ့မှန်ရှိတဲ့ Fiber Ox Cable ကိုလည်းအသုံးပြုနိုင်တာပဲဖြစ်ပါတယ်နံပါတ်7 M104 Wolverine ဒါကြီးကတော့အရေးပေါ်တရားထိုးနိုင်တဲ့တန်ချက်ကကားကြီးပဲဖြစ်ပါလေလေးလံတဲ့တရားကြီးကို body ပေါ်မှာတင်ထားပေမဲ့ခက်မြမြန်မောင်းနိုင်တဲ့အချက်ကတော့အံ့ဩစရာပါပဲဒါဒီမဲလားဆိုတော့မဟုတ်ပါဘူးအကြံပန်းဆိုရင်လည်းခံနိုင်ရင်ရှိပါလိမ့် ဒီရင်မှာတံမိုးတွေနဲ့အဆက်အသွယ်မပြတ်စေဖို့အစင်းမြင်ဆက်သွယ်ရေးစနစ်တွေလည်းတတ်ထားတာပါ။ရင်ကိုယ်ရဲထဲမှာတော့စစ်သားနှုတ်ကလိုက်ပါမောင်းနေနိုင်ပါတယ်။ဒီရင်ကကိုပါသာကိုလည်းတပတ်ကန်းကိုကူးနိုင်နေတာပါ။ရေထဲကဖြတ်ကူးသွားတာတော့မဟုတ်ပါဘူး။အရင်ဆုံးရင်ကိုမြေကြီးပေါ်မှာကြောက်ချပြီးရင်တံတားခင်းလိုက်ပါပါ။အဲဒီနောက်မှာတော့သူခင်းထားတဲ့တံတားပေါ်ကနေသူပါသာဖြတ်ကူးသွားမှာဖြစ်ပါတယ်။တပတ်ကန်းရောက်တော့မှလုပ်ငန်းစဉ်ကိုပြောင်းပြန်လုပ်ပြီးအဲဒီတံတားကိုပြန်သိမ်းလိုက်ပါပါ။ ဒီလိုလုပ်တဲ့အချိန်က5မိနစ်ကနေ10မိနစ်လောက်ပဲကြာမြင့်ပါတယ်ရင်းပေါ်ပါသွားတဲ့စစ်သားတွေကအောက်ကိုဆင်းစရာလည်းမလိုပါဘူးနောက်ပြီးတခြားစစ်သုံးရင်တွေအထက်ဆိုရင်တော့သူတို့ရဲ့တရားကတနားရီ10မိုင်နှုန်းနဲ့ဖြတ်တန်းနိုင်ပြီးတန်90အလေးချိန်ကိုခံနိုင်ရှိနေပါတယ်ဒါပေမဲ့ဒီရင်ကလက်နက်တပ်ဆင်ထားတာမျိုးတော့မရှိနေပါဘူးနံပါတ်30 Jabaria Defense System Multiple Crater Launcher Jabaria ကာကွယ်ရေးစနစ်95ပြည့်ရှည်လျားတဲ့ဒီရင်ကြီးကိုပိုင်ဆိုင်ထားတာကတော့ UAE နိုင်ငံဖြစ်ပါတယ် သူတို့စစ်တပ်အတွက်အထူးစပယ်ရှယ်ထုတ်လုပ်ထားတာပါဒီရင်ကြီးကဒုံးကြီးအပြုတ်လိုက်ပြင်လွန်နိုင်တဲ့လက်နက်ကြီးပါပဲရင်တစည်းလုံးမှာဒုံးကြီးပြုံ240ပါဝင်နေပါတယ် UAE မှာကစစ်တီအင်အားနည်းပါးတာကြောင့်အခုလိုအစိုးရအပြုတ်လိုက်ပြင်လွန်နိုင်တဲ့လက်နက်မျိုးတီထွင်ခဲ့တာပါအခြေခံအားဖြင့်စစ်သား30လောက်လုံနိုင်မဲ့တိုက်ခိုက်မှုတုံးကိုဒီရင်တစည်းတည်းနဲ့ဆောင်ရွက်နိုင်စွမ်းရှိပါတယ်ဒီရင်ကြီးရဲ့နောက်တွဲမှာတော့ဒုံးကြီးပြလွန်ဆက်၄ခုပါဝင်ပါတယ်။တစ်ခုစီမှာ60မီလီမီတာဒုံးကြီး60စီပါဝင်နေတာပါ ဲ့ဒီဒုံးကြီးတွေရဲ့ထိပ်ပူးကိုလည်းပေါက်ကွဲရပြင်းတာတွေနဲ့ပြောင်းတက်လို့ရပါသေးတယ်။အဲ့ဒီဒုံးကြီးအားလုံးကိုနှစ်မိနစ်အတွင်းပြည့်လွတ်နိုင်တဲ့အတွက်တစ်စက္ကန့်ကိုနှစ်ချံနှောင်းနဲ့ပြည့်လွတ်နိုင်တဲ့လောက်ရှိနေတာပါ။ဒီရင်တွေကိုမကြသေးခင်ကပဲရေမင်ပြည်ရင်းစစ်မှာအသုံးပြုခဲ့ပါသေးတယ်။ပြည်ပြီးနေရာရွှေ့ရတဲ့အခါမှာလည်းမြန်ဆန်တဲ့အထွက်အလုပ်ဖြစ်ခဲ့တာပါ။နောက်ပြီးမိနစ်30အတွင်းလက်နက်ပြန်ဖြည့်ပြီးပြစ်ခတ်နိုင်တဲ့အတွက်အတော်လေးလေးအသုံးတဲခဲ့တာဖြစ်ပါတယ်။နံပါတ်9ဖန်နက် ။ဒီစစ်တုံးရင်ကတော့ဖန်နတ်မြေခွေးကိုအစွဲပြုပြီးတီထွင်ခဲ့တဲ့တန်ချက်ကဂင်းထောက်ရှင်ပါပဲ။ဂျာမနီတိုင်းစစ်တပ်တစ်ခုစလုံးကဒီရင်တွေကိုတုံးဆွဲနေပါရင်သူတို့ကအပြည်ပြည်ဆိုင်ရာလုံခြုံရေးအကူအညီပေးရေးတပ်ဖွဲ့ဖြစ်တဲ့ ISAF ကိုကူညီဖို့ဒီရင်တွေကိုအာဖဂန်နစ္စတန်မှာနေရာချခဲ့ကြပါရင်ဒီရန်တွေကို2000ပြည့်နှစ်ဧပြီလမှာပြုလုပ်ခဲ့ပြီး2000တက်ခုနှစ်မှာတော့ Queen's Sin စမ်းသပ်မှုတွေလုပ်နိုင်ခဲ့တာပါ။ Netherlands ကအစီးလေးရ30မှာခဲ့ပြီး Germany ကတော့222စီးမှာယူခဲ့ပါတယ်။ဒီကားတွေက2ပြည့်ရလား၊4ပြည့်ရလားရွေးချယ်လို့လည်းရနေတာပါ။ သုံးထားတဲ့ဒီဇယ်အင်ဂျင်က196 kW ထုတ်ပေးပြီးအမြင့်ဆုံးတနအီကို82မိုင်နှုန်းအထိမောင်းနေနိုင်ပါတယ်။သူ့ရဲ့အဓိကမစ်ရှင်ကရိယာကတော့စမ်းထုတ်နိုင်တဲ့ဒိုင်းတစ်ခုပေါ်မှာတက်ဆင်ထားတဲ့စောင်းကြည့်လေလာရေးပက်ကေ့ချ်ပါပဲ။အာယုံခံကရိယာတွေမှာအပူချိန်ကြီးကင်မရာ၊နေအလဲရောင်ကင်မရာနဲ့လေဆာအကွာဝေးတိုင်းကရိယာတွေပါဝင်ပါတယ်။ဒါတွေအားလုံးကိုရင်းရဲ့လမ်းညွန်စနစ်နဲ့ပေါင်းစပ်လိုက်တဲ့အခါမောင်းနေသူကပြင်မှတ်တွေကိုတိတိကျကျအမှတ်အသားပြုနိုင်ပြီး digital စစ်မြေပြင်ကွန်ရက်ကိုအချက်အလက်တွေပေးပို့နိုင်ပါတယ်။ ကဲနောက်တာကိုလျှို့ဝှက်ပြီးလှုပ်ဆောင်မယ်ဆိုရင်အာယုန်ခံကရိယာကိုဒုံးချောင်းထောက်တိုင်ပေါ်မှာဖြုတ်ပြီးတက်ဆင်နိုင်ပါသေးတယ်။ဒါရီမဲလာဆိုတော့မဟုတ်သေးပါဘူး။စနစ်တမခုံမီလီမီတာဆက်တနက်တင်ကားဖြတ်ဒုံးကြီးနဲ့လက်ပြပုံးပြစ်လှော်ဆက်တွေလည်းတက်ဆင်နိုင်သေးတာပါ။နောက်ပြီးကိုရီးယားက7.2ဂျီတန်တွေကိုခန်းနိုင်ရရှိပြီးလိုအပ်ရင်လည်းအပေါ်တန်ကြကာရီထပ်ထည့်လို့ရပါသေးတယ်။ပြီးတော့အထက်မှာအေယာကွန်ပါပြီးရေဒီယိုတတိကြမှုနဲ့ဇီဝဓာတုလက်နက်တွေကိုလည်းခန်းနိုင်ရရှိနေတာပါ။နံပါတ်၈ Caspian Seal Monster Caspian ပင်လယ်ကမိစာကြီးလို့တင်စားထားခံရတဲ့ဒီရင်ကြီးကိုတော့တင်မောင်းလို့ပြောရင်လည်းဟုတ်၊လဲရင်လို့ပြောရင်လည်းဟုတ်နေပါတယ်1964နဲ့1966ခုနှစ်တွေအတွင်းမှာစံတက်တီဆောက်ခဲ့တဲ့ယင်ကြီးလည်းဖြစ်ပါတယ်အဲဒီတုန်းကဆိုဗီယက်ယူနီယံကဆေဘဆိုင်ယာတီထွင်မှုတွေမှာထိတ်တန့်ရောက်နေတဲ့အချိန်လည်းဖြစ်ခဲ့တာပါဒီရင်ကြီးကအလျား300ပေရှိပြီးတောင်ပံကျဲကတော့123ပေလောက်ရှိပါတယ်နောက်ပြီးပုံမှန်လေယာဉ်တွေထက်ကုန်စည်တွေကိုပို့ပြီးတည်ဆောင်နိုင်စွမ်းရှိနေတာပါ ဒါပေမဲ့ဒီယင်ကြီးကအမြင်ကြီးမှာပြန်တန်းဖို့ဒီဇိုင်းထုတ်ထားတာတော့မဟုတ်ပါဘူး။ရေပြင်အထက်အသေးမမြင်တဲ့နေရာမှာပဲပြန်တန်းနိုင်ပါတယ်။အင်ဂျင်ဆယ်လုံးပါပြီးအမြန်ဆုံးမောင်းနိုင်တဲ့အချိန်ကတော့တနာ yı ကိုမိုင်300နီးပါးလောက်ရှိနေတာပါ။အဲဒီအချိန်ကအကုန်တင်တင်မော်ရီထက်အများကြီးပုံမြန်နေပါတယ်။အဲဒါကိုရေချောင်းသုံးရင်အဖြစ်တတ်မှတ်ခဲ့ပေမဲ့စမ်းတတဲ့ကိစ္စကိုတော့ဆိုဗီယက်လေတပ်ကတာဝန်ယူခဲ့တာပါ။ဆိုဗီယက်တွေကဒီအကြောင်းကိုအထူးလျှို့ဝှက်ထားခဲ့ပါတယ်။ဒါပေမဲ့1969ခုနှစ်မှာအမေရိကန် CIA ကအဲဒီအကြောင်းကိုထောက်လန်းနိုင်ခဲ့တာပါ။ ါပေမဲ့ဒီလေရင်ကအမြင့်ကိုတိတ်မတက်နိုင်ဘူးဆိုတာတီးတော့အယမ်းမစိုးရင်ကြားတော့ပါဘူးအမေရိကန်အတွက်ကံကောင်းချင်တော့စမ်းသပ်ပြန်တန်းနေတဲ့အရိယင်ကြီးကပင်လယ်ထဲကိုပြကြသွားခဲ့ပြီးစီမံကိန်းလဲရပ်ဆိုင်တာပါဒါပေမဲ့နောက်ပိုင်းမှာဆိုဗီယက်တွေကပိုသေးတဲ့လေရင်တစ်စီးကိုထပ်တီထွင်ခဲ့ပြီးစစ်တပ်မှာတုံးနေကြတာဖြစ်ပါတယ်နမခွန် M3 Amphibious Rig M3 ကုန်းရီနှစ်ထွေသွားရင်ဒါကတော့ကုန်းမမာရောရေထဲမှာပါသွားလို့ရတဲ့ဆက်ပတ်၃ယင်ဖြစ်ပါတယ်။ဒီယင်ရဲ့ဘေးတစ်ဖက်စီမှာဖြန်းလို့ရတဲ့ဖောင်တွေတက်ဆင်ထားတာပါ။ အရိဖောင်တွေကိုဖြန့်လိုက်တာနဲ့ရေပေါ်မှာသွားနိုင်ပါပြီ။ဒီရင်ကတင်ကားတွေကိုတင်ပြီးရေထဲကိုဖြန့်နိုင်ဖို့ဒီဇိုင်းထုတ်ထားတာပါ။တရံကွာ82ခုနဲ့မှာစတင်တီထွင်ခဲ့တာဖြစ်ပြီးတရံကွာ62ခုနဲ့မှာမိုးကွဲတစ်မျိုးထပ်ပြီးတီထွင်ခဲ့ပါတယ်။တရံကွာ64ခုနဲ့မှာတော့ထုတ်လုပ်ရေးကော်မတီက64စီထုတ်လုပ်ပေးခဲ့တာပါ။မှာယူတဲ့နိုင်ငံတွေကဂျာမနီနဲ့ပြီးတဲ့စစ်တပ်ကဖြစ်ပါတယ်။နောက်ပိုင်းထိုင်ဝမ်နဲ့စင်ကာပူကလည်းထပ်မှာခဲ့တာပါ။စင်ကာပူကျတော့အရိရင်တွေကိုသူတို့ဘာသာထပ်အစင်းမြင့်တင်ခဲ့ပါတယ်။တန်ကြကအခန်းနဲ့ air con တက်ဆင်လိုက်တာပါ။ ဘေးမှာဖောင်ကြီးတွဲထားတဲ့အတွက်လေးလံတလို့ဖြစ်နေပေမဲ့ဒီရင်ကတနားရီ80ကီလိုမီတာနှုန်းအထိသွားနိုင်ပါတယ်။နောက်ပြီး 4W ဖြစ်တဲ့အတွက်ရှုံနေဘွက်တွေထဲမှာလည်းကောင်းကောင်းသွားနိုင်နေတာပါ။ရေထဲမှာဆိုရင်တော့တနားရီကို10ကီလိုမီတာနှုန်းနဲ့ခုံပေါင်းနိုင်ပါတယ်။ဒီရင်တွေကိုဆက်ပြီးရေပေါ်တံတားအနေနဲ့သုံးရင်လည်းရနေတာပါ။ရင်ရှည်စည်းကိုဆက်လိုက်ရင်မီတာတရာအရှည်ရှိတဲ့တံတားတစ်စင်းရလာပါလိမ့်မယ်။နံပါတ်6ခီလာအရင်တော့ကတည်ထွင်ခဲ့တဲ့စစ်ပတ်သုံးရင်တွေကနီးပညာအသစ်တွေကြောင့်ဒီခေတ်မှာကြောင်းထိုးခံနာခဲ့ရပါပြီ။ ဒါပေမဲ့အခုပြောမယ့်ယင်ကြီးကတော့မပါနေပါဘူး။လက်ရှိမှာလည်းအသုံးပြုနေသေးဖြစ်ပါတယ်။ခေလာဆိုတဲ့ဒီမိုင်းရှင်းယင်ကြီးကိုတော့ဂျာမနီကတည်ထွင်ခဲ့တာပါ။သူကမိုင်းခွင်းတွေကိုအရင်ဖြတ်ပြီးမိုင်းတွေကိုဖောက်ခွဲရှင်းလင်းပေးမှဖြစ်ပါတယ်။အရင်ယင်ရဲ့အရှိတ်အဝါမှာတော့ထုံဆက်အသွားလိုမောင်းတန်ကြီးရှိနေတာပါ။အဲဒါကမိုင်းတွေကိုရိုက်ခတ်တဲ့စနစ်ပါပဲ။တင်ကားဖြတ်မိုင်းတွေမြေမောင်မိုင်းတွေကိုအရင်စနစ်ကနေဖြတ်စည်းပေးနိုင်ပါတယ်။ဒီယင်ကြီးမိုင်းခွင်းတွေကိုဖြတ်သွားတဲ့အခါမိုင်းရိုက်တန်တွေကစားပြီးအလုံးလုံးလာမှာပါ။ အဲ့ဒီမှာလဲလဲနေတဲ့ဆလင်ဒါတစ်ခုရှိပါတယ်အဲ့ဒီဆလင်ဒါမှာတန်ကျိုးတွေတက်ထားပါတယ်အဲ့ဒီတန်ကျိုးတွေကနေမိုင်းတွေကိုရိုက်ပြီးဖောက်ခွဲပစ်လိုက်မှာပါခီလာက15ပေအကျန်နဲ့ပေ390ရှိတဲ့လမ်းကြောင်းကို10မိနစ်နဲ့ရှင်းပြနိုင်ပါတယ်ရင်းရရှိပိုင်းကိုမိုင်းနံကာကွယ်နိုင်အောင်တိဆောက်ထားတာဖြစ်လို့ထိခိုက်မှုရှိမှာကိုလည်းမပူရပါဘူးဒါပေမဲ့ခီလာမှာမိခိုးဘုံလုံးဆက်ကလွဲပြီးကျန်တဲ့လက်နက်တွေမတက်ထားတာကြောင့်ရန်သူတွေကိုတိုက်ခိုက်နိုင်ခြင်းတော့မရှိပါဘူးနံပါတ်5 2+TU160 အရှိမတော့ရုရှားရဲ့မောင်မြင်ခဲ့တဲ့လေရင်ကြောင်းကိုပြောပြသွားပြီးပါပြီ။အခုတော့အောင်မြင်ခဲ့တဲ့လေရင်ကြောင်းကိုပြောပြမှာပါ။ Tublet TU 160ကို1990ပြည့်လွန်နှစ်တွေမှာ Tublet Design Bureau ကတည်ဆောက်ခဲ့ပါတယ်။အတန်ထက်မြန်တဲ့ viewer အမြောက်ပုံကျဲလေရင်ပါပဲ။နောင်ပြင်းနေလောက်ထိဒီလေရင်ကအကြီးဆုံးနဲ့အလေးဆုံးတိုက်ခတ်ရေးလေရင်ဖြစ်ခဲ့သလိုအမြန်ဆုံးပုံကျဲလေရင်လည်းဖြစ်ခဲ့ပါတယ်။ ဆိုဗီယက်ယူနီယံအတွက်ဒီဇိုင်းထုတ်ထားတဲ့နောက်ဆုံးဗျူဟာမြောက်ဘုံချဲလေရင်ဆိုရင်လည်းမမှားပါဘူးဒီလေရင်ကြီးကအလေးချိန်109တန်ရှိပေမဲ့တနာယူကို1380မိုင်နှုန်းအထိပြန်တန်နိုင်ပါတယ်ပြီးရင်အမြင့်ဆုံးတန်နိုင်တဲ့အမြင့်ပေကလည်း4000အထိရှိကြတာပါလက်နက်ခဲယမ်းတွေတည်သွားမယ်ဆိုရင်လည်း45တန်လောက်အထိတည်နိုင်ပါတယ်ဒီလေရင်ကြီးရဲ့တခုတည်းသောအားနဲ့ချက်ကတော့ပြန်သွားရင်လုံးဝတည်တောင်နေတာပါအဲဒါကြောင့်လေဝါရမယ့်ကိစ္စတွေမှာတော့အဆင်မပြေနေပါဘူးလက်ရှိမှာလည်းရုရှားကဒီလေရင်16စီကိုအဆင်မြင့်တင်ပြီးတုံးဆွဲနေပါတယ် နံပါတ်၄ BVS 10 Viking Viking ဆိုတဲ့နာမည်ကိုယူသုံးထားကြတဲ့ကဒီရင်ရဲ့တိုက်ခိုက်ရေးစွမ်းအားဘလောက်ပြင်းထန်မလဲဆိုတာကိုခံမှန်းလို့ရနေတာပါဒီရင်ကလည်းကုန်းရင်နှစ်ထွေသွားရင်ဖြစ်ပါတယ်ဆွေရင်ကနေတီထွင်ခဲ့တာပါထူဆန်းတာကတော့နှစ်စည်းတွဲရင်ပုံစံမျိုးဖြစ်နေတာပါပဲရှေ့မှာတော့နေတသမာ2မီတာရှိတဲ့9တန်ရှည်ဆွဲရင်ရှိပြီးနေတသမာ10မီတာရှိတဲ့3တန်နောက်တွဲလဲပါနေပါတယ်ဒီရင်ကနှစ်စည်းတွဲဆိုပေမဲ့မြင်းမျက်နှာပြင်မျိုးစုံကိုအဆင်ပြေပြေမောင်းနိုင်နေတာပါရှွန်နွန်လန်းတွေအပြင်ရေခဲပြင်တွေပေါ်မှာမောင်းရင်လည်းရပါတယ် နောက်ဆုံးဒဲကနိုင်ရဲမှာစမ်းမောင်းဖို့အိုမန်ကိုဖိုးခဲ့ရတာတွေတောင်ရှိခဲ့တာပါဒီရင်တွေစတင်ထွက်ပေါ်လာချိန်တုန်းကလည်းအကြီးအကျယ်အောင်မြင်မှုရရှိခဲ့ပါတယ်ပြည်တိုင်းကာကွယ်ရေးဝန်ကြီးဌာနကဆိုရင်အစည်းတရားကြောကိုချက်ချင်းမှာခဲ့တာပါလက်ရှိမှာတော့ဒီရင်တွေကိုနိုင်ငံပေါင်း40ကျော်မှအတုံးပြူနေပါပြီ။စုစုပေါင်းအစီး1000တထောင်လောက်ရှိနေပြီလို့ခန့်မှန်းထားကြတာပါ။နောက်ပြီး2030လောက်အထိအမှားအစာတွေထပ်ရှိနေထုံလည်းဖြစ်ပါပြီ။ နောက်ထပ်ထူးစားတဲ့ဆဲဘတ်သုံးရင်တစ်မျိုးစီမသွားခင်မှာတော့အခုတင်ကားကြီးကိုအရင်ကြည့်လိုက်ပါဦး။ရှေ့မှာဘိန်းလုံးကြီးပါနေတဲ့ဒီဇိုင်းကအကုန်လုံးကိုချိတ်ချေတော့မဲ့ပုံစံမျိုးဖြစ်နေပါပြီ။တကယ်တော့ဒီပုံက 3D ပုံစံတစ်ခုဖြစ်ပြီးဒီဇိုင်းအစင်မှာပဲရပ်တန့်သွားခဲ့ရတာပါ။နံပါတ်3 Navy LCAC ဒါကြီးကတော့ရေထဲမှာမြန်မြန်သွားနိုင်တဲ့အေယာမ 6A ရင်ကြီးပါပဲ။နောက်ပြီးရင်ဂုံးမော်ကိုထိုးတက်လို့ရအောင်ဒီဇိုင်းစင်ထားတာပါ။ ဒီအင်ဂျီရဲ့အဓိကတာဝန်ကတော့တဲယူပို့ဆောင်ရေးအတွက်ပါပဲစုစုပေါင်း68တန်လောက်အထိတင်ဆောင်နိုင်ပါ रे အရွယ်ကြီးတဲ့ဆိုပေမဲ့သွားနိုင်တဲ့အချိန်ကတော့မထင်ထားရလောက်အောင်မြန်ဆန်နေတာပါတနအာရီကို48မိုင်နှုန်းနဲ့မောင်းနိုင်နေတာဖြစ်ပါ रे နံပါတ်2ဝီလီချစ်ကနဝင်တွင်မဲ့ဆဲဘတ်သုံးရင်တွေအကြောင်းကိုပြောရရင်ဝီလီချစ်ကိုခြံထားလို့မရပါဘူးဒီအကြောင်းကိုတော့အတော်များများသိကြမှာပါကြီးလိုက်ရင်ဘာမှမထူးခြားသလိုထင်ရပေမဲ့ဝီလီချစ်ကဒုတိယကမ္ဘာစစ်အတွင်းမှာအရေးပါတဲ့အခန်းကဏ္ဍဟာနေပါဝင်ခဲ့တာဖြစ်ပါ रे ။ အပေါ်ပါဆုံးနဲ့အစဉ်ပြေဆုံးအတုံးအများဆုံးအကြမ်းခံဆုံးဘီတက်ဒေပို့ဆောင်ရည်ရင်ဖြစ်ခဲ့တာပါ။နောက်ပြီးကမ္ဘာပထမဆုံးအစုလိုက်ပြုံလိုက်ထုတ်လုပ်ခဲ့တဲ့၄ဘီရက်ရင်အဖြစ်လဲမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ပထမဆုံးအချိန်မှာရင် အစည်းရည်6သိန်းခွဲလောက်ထုတ်ခဲ့ပြီးနောက်ပိုင်းမှာ4ကအစည်းရည်2သိန်း9000ကျော်ထပ်ထုတ်ခဲ့ရတာပါ။ပြောရရင်ဝီလီချစ်ကဂျက်ကားရီရဲ့ဘိုးအကြီးအဖြစ်မျိုးစေ့ချပီးခဲ့တာလည်းဖြစ်ပါတယ်။နံပါတ်1 Jerry Alpha Class Aircraft Carrier ဂျယ်ရီအာဖို့အတန်းစားလေရင်တင်တင်မော်ဒါကတော့အမေရိကန်ရဲ့ကမ္ဘာအကြီးဆုံးနဲ့အစင်အမြင့်ဆုံးလေရင်တင်တင်မော်ကြီးပါပဲအလျား1106ပေရှိပြီးအနန်း255ပေရှိပါတယ်အဲ့ဒါကလေရင်တွေပြန်တက်ဖို့နဲ့ဆင်းသက်ဖို့အတွက်လုံလောက်တာထက်ပိုတဲ့အကျယ်အဝင်ပါနောက်ပြီးနျူကလ িয়ার စွမ်းရည်သုံးဖြစ်တဲ့အတွက်စိတ်ကြိုက်ခုံပေါင်းနေလို့ရပါတယ်နောက်ပြီးလျှက်စက်တန်လိုက်လေရင်ပြည့်လွတ်စနစ်တွေအစင်းမြင့်စင်တထိန်ချုပ်စနစ်တွေဒုံးပြစ်စနစ်တွေအီလက်ထရောနစ်တိုက်ခိုက်ရေးစနစ်တွေစသဖြင့်မျိုးစုံတွေအောင်ပါဝင်နေပါတယ် စုစုပေါင်းတယ်ဆောင်နေတဲ့လေယာဉ်အစီးရေကတော့90လောက်ရှိနေတာပါဒီသိမ်းမကြီးတစ်စီးကိုဒေါ်လာ73ဘီလီယံလောက်သုံးစွဲခဲ့ရတာဖြစ်ကြောင်းဝေမျှရင်းဗီဒီယိုလေးကိုညီကုန်ချုပ်လိုက်ပါရခင်ဗျာအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်